င်္ဂလာပါရှင်၂025ခုနှစ်အောက်တိုဘာလ28ရက်နေ့အတွက်မိုးရေဝသနဲ့ဆလာဗေဒသတင်းများကိုနေပြီးတော့မိုးရေဝသနဲ့ဆလာဗေဒညွှန်ကြားမှုအစီအထံမှထုတ်ပြန်ကြေညာပါမယ်ရှင်ပြောကြတဲ့24နာရီအတွင်းကမြို့ရိုင်းရောက်သွင်းခဲ့တဲ့မှတ်သားပွဲရာမိုးရေချိန်များမှာညိမ့်မြို့မှာ၄တသမာ၄တလမလက်ပုတ္တမြို့မှာ၃တသမာ၉ရှစ်လမမန်အောင်မြို့မှာ၃တသမာ၉လေးလမခရမ်းမြို့မှာ၃တသမာ၃ရှစ်လမ စစ်တွေမျိုးမှာ၃ညတသမာ2နှစ်လက်မနဲ့မင်းဘူးမျိုးနဲ့ငတိုင်းဆောင်မျိုးတို့မှာ၃ညတသမာ၃ညရှစ်လက်မစီတို့တိုင်းထွာရရှိခဲ့ပါတယ်။အားကောင်းတဲ့ဆိုင်ကလုံးမုန်တိုင်းမွန်ထားတဲ့အားကောင်းတဲ့ဆိုင်ကလုံးမုန်တိုင်းမွန်ထားခြင်းဒီဒီကနေ့မြန်မာစံတော်ချိန်၁၀နာရီခွဲချိန်တိုင်းထွာချက်များရောက်ဒီကနေ့ပင်လယ်အောင်အနောက်လေပိုင်းမှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုံးမုန်တိုင်းမွန်ထားဟာမြောက်အနောက်မြောက်ဘက်သို့ရွှေ့လျားခဲ့ပြီး ပို့မအကောင်းလာကောင်အကောင်းနဲ့ဆိုင်ကလုံးမုန်တိုင်းမွန်ထားအဖြစ်တို့ရောက်ရှိခဲ့ပါတယ်။အဆိုပါအကောင်းနဲ့ဆိုင်ကလုံးမုန်တိုင်းမွန်ထားဟာမြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့အနောက်ဘက်ရှေးမိုင်း630မိုင်ခန့်အိန္ဒိယနိုင်ငံရှင်းနိုင်မြို့ရဲ့အရှေ့မြောက်ဘက်ရှေးမိုင်း180မိုင်ခန့်ကာကီနာဒါမြို့ရဲ့တောင်အရှေ့တောင်ဘက် ရှေးမိုင်း135မိုင်ခန့်အကွာပင်လယ်ပြင်ကိုပဟိုပြူနေပါတယ်။ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းမွန်ထိုင်းရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီ၍လျှားမဲ့အခြေအနေမရှိပါသဖြင့်အဝရောက်အစင်ဟုသတ်မှတ်ပါတယ်။အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းမွန်ထိုင်းရဲ့တီနီယံပဟိုချက်လေးဖျားနဲ့လေတိုင်းနှုံအဆိုပါအားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းမွန်ထားဟောင်းမြန်မာစံတော်ချိန်7နာရီခွဲအချိန်မှာမြောက်လက်တီကျူး14.8ဒီဂရီနဲ့အရှိလောင်ချီကျူး82.9ဒီဂရီမှာရှိပြီး အဟိုချက်လေးဖီအောင်990ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်းနှုန်းမှာတနအီလ55မိုင်မှမိုင်60နှုန်းကန်ဖြစ်ပါတယ်။နောက်17နာရီအတွင်းခမန်းချံအစောပိုင်းအာကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းမွန်ထားဟောင်းမြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးနောက်17နာရီအတွင်းအိန္ဒိယနိုင်ငံအင်တာပရာဒိစ်ကန်ဂျီကိုကာကင်နာတာမြို့အနီးမှာဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။တတိပေနိုဇော်ချံ အဆိုပါအကောင်နဲ့ cyclone မုန်တိုင်းမွန်ထားရဲ့အချိန်ကြောင့်ဒီကနေ့မော်တယ်ပေါ့နောက်24နာရီအတွင်းရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာချင်းချင်းပေါ့နေရာစိစိနဲ့နေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကြောင်မိုးထချုံရွာနိုင်ပါတယ်။မြဝစုံမရခိုင်ကံရဲတချောင်းနဲ့ကမ်းလိုပင်လယ်ပြင်တို့မှာတခါတရံမိုးတက်လေးပြင်းများကြရောက်ပြီးတိုင်းကြီးနိုင်ပါတယ်။မိုးတက်လေးပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအီကိုမိုင်30မှ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမမြဝစုံမရခိုင်ကံရဲတချောင်းနဲ့ကမ်းလိုပင်လယ်ပြင်တို့မှာကိုပေမှာ7ဘီကန်ရှိနိုင်ပါတယ်။အကြံပြုချက်တို့ဖြစ်ပါ၍ ားကောင်းတဲ့ဆိုင်ကလုံးမုန်တိုင်းမွန်ထိုင်းရဲ့အရှိန်ကြောင့်မိုးတဲထန်စာရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းရုပ်တရက်ရေးကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝပေးရနေများဖြစ်ပေါ်နိုင်ပါသဖြင့်ကုန်မြင့်ဒေတာအနည်းမှာနှိထိုင်းကြသူများအနည်းဖြင့်မြေပြိုမှုအနည်းရနဲ့ညငယ်ချောင်းငယ်များအနည်းမှာနှိထိုင်းကြသူများအနည်းဖြင့်ရှည်ကြီးရေရှမ်းမှုများကိုကြုတ်တင်သတိပြုနိုင်ပါရနဲ့ပြည်တွင်းလေကြောင်းပြန်တန်းရေးမြမကန်ယူတဲ့လျှောက်နဲ့ကံလွန်ပလဲပြင်းတို့ရှိ ကန်နီကန်ဝေးငါးဖန်ရည်ရည်များတင်းမောများအနေဖြင့်လဲကျူတင်သတိပြုနိုင်ပါယံအတိပေးနှိုးစော်အပ်ပါတယ်ဒီကနေ့နေ့လယ်တနာရီခွဲချိန်ဂူရီဝတာချူရူမှာဖန်ရရှိတဲ့ပုံရလင်းလောင်းပလဲော်ရှင်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိမ်နေငယ်ဖြစ်ထွန်းနေပြီကပလီပလဲဖြစ်တဲ့ကြံမင်္ဂလာပလဲော်တို့မှာတိမ်တဲ့တမတိမ်ထူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာတိမ်နှင်းငယ်မှာတိမ်တင်းတင်းဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတိမ်နှင်းငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရတရုတ်ပြည်မကြီးပေါ်မှာသွေတန်းထိုးဆင်းလာတဲ့လေပြင်းများပေါန့်တဲ့ဟာမြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေကိုတိုးဝင်နေပါတယ်မြဝပင်လယ်ပြင်မှာမြဝချုံပေါ်ရခိုင်ကန်ရုံးရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာတခါတည်းရမှုတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးပါမယ် ဟိုတယ်လေးပြချစီရေပြင်းပြင်းပြင်းလေးဟာတနအီကိုမိုင်30မှာ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်လိုင်းမြေမှာမြဝကျုံပေါ်ရခိုင်ကဲရန်ရှောင်းနဲ့ကဲလွန်ပင်လေးပြင်းတို့မှာကိုးပေမှာ၁၁ပေကန်ရှိနိုင်ပါတယ်။ကြံမြမပင်လေးပြင်းမှာလိုင်းတင်တင်ရှိပါမယ်။လိုင်းမြေမှာမုံတမကွေမွန်တင်းတိုင်ကဲရန်ရှောင်းနဲ့ကဲလွန်ပင်လေးပြင်းတို့မှာ၆ပေမှာ၈ပေကန်ရှိနိုင်ပါတယ်။နက်ဖြံနက်တီခမန်းကြံများအနေနဲ့ကတော့ ထရင်သာရီတိုင်းဒေသကြီးမှာနေရာဆိတ်ဆိတ်ရခိုင်ပြည်နယ်၊ဧရာဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ချင်းပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ပဲခူးတိုင်းဒေသကြီးတို့မှာနေရာကွက်ကြောင်မိုးထချုံရပြီးကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်း၊အရှေ့ပိုင်း ကရားပြည်နယ်နဲ့နေပြည်တော်တို့မှာတင့်အင်းတင့်တင့်ဖြစ်တော်ပါမယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တန်းဒီတာကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးရေဝသနဲ့ဆလောက်ပြည်သားခမ်းမန်းချက်များကို တင်ပြပါမယ်ရှင်။ ပြည်တော်နယ်ဤတော်အတွက်မနေ့ပြန်မနေ့တီမိုးလီဝဒချင်းဒီခမန်းဇမောတိမ်တင်းဖြစ်တော်ပါမယ်အပြည့်ဆုံးပူချိန်မှာ34ဒီဂရီဆယ်ဆီယပ်53ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ25ဒီဂရီဆယ်ဆီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်ရှမ်းကုန်းမြို့နယ်ဤတော်အတွက်မနေ့ပြန်မနေ့တီမိုးလီဝဒချင်းဒီခမန်းဇမောနေရာကွက်ကြောင်းမိုးထချုံရွာပါမယ်အပြည့်ဆုံးပူချိန်မှာ 34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရင်ဟိုက်နဲ့အနေအဆုံးအချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတော်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခမန်းကြမှာတိမ်တင့်တင့်ဖြစ်တော်ပါမယ်။အနေအဆုံးအချိန်မှာ35ဒီဂရီဆယ်စီယပ်65ဒီဂရီဖာရင်ဟိုက်နဲ့အနေအဆုံးအချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ နောက်နှစ်ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျမှာနေရာစိမ့်စိမ့်မုန်တချုံရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနှစ်နာရီချိန်ထုတ်ပြန်တဲ့ဝလီဝသားနဲ့စလာဘေးရသတင်းများပဲဖြစ်ပါတယ်။ကိုစိန်နေပြန်ကျမချမ်းသာကြပါစေရှင်။